်မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီဒာညင် जा မှုဦးစီးဌာနကနေမက်လ18ရက်ဒီဂရီနဲ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့တွင်တိမ်သင့်တင့်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ချမ်းမင်္ဂလားပင်လယ်ော်တို့တွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပါမယ်ဒီကနေ့ညနေတီခမန်းချက်ကတော့ကချင်ပြည်နယ်တွင်နေရာကျကျဒီနေ့နိုင်တိုင်းဒေသကြီးတွင်နေရာကွက်ကြားမိုးထစ်ကြုံရပါမယ်။ရွာအရာနှုန်း80ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ AR တိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်တိမ်အထင်တင်ဖြစ်ထုံပြီးကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်အများအပြားသာရပါမယ်။မြမပင်လေပြည်နယ်လှိုင်းနေငယ်မှာလှိုင်းအထင်တင်ရှိပါမယ်။ လိုင်းမြစ်မှာမြမကဲရုံးတရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့တွင်၄ပေမှ၆ပေကန်ရှိနိုင်ပါတယ်။နောက်နေ့တက်ခမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတနင်္လာရီတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့တွင်နေရာကွက်ကြားမှနေရာကျကျကျမုတ်တိချုံရနိုင်ပါတယ်။နေပြည်တော်မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေထိခမန်းချက်ကတော့အများဖြင့်တာယာပါမယ်။ရန်ကုန်မြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေထိခမန်းချက်ကတော့ဒိတ်အင်းငယ်ဖြစ်ထုံးပါမယ်ရှင်။